အလုံးမဲမင်္ဂလာပါအဒီပြိုလေးမှာကျွန်တော် sharing လုပ်ပေးချင်တာကတော့ Facebook အသုံးပြုသူတိုင်းလုံးဝသိထားတဲ့အချက်ကလေးနှစ်ချက်ကို sharing လုပ်ပေးမယ် Facebook အသုံးပြုတယ်ဆိုရင်ဒီချက်လေးကလုံးဝသိထားဖို့လိုအပ်တယ်ကျွန်တော်တို့ Facebook မှာကိုတင်လိုက်တဲ့ post တစ်ခုပေါ့နော်အရေးကြောင်းကြောင်း Facebook ပေါ်ကလုံးဝအပြောက်ဖြောက်ရတော့မယ်ဖျက်ရတော့မယ်ပေါ့နော်ဒီလိုမျိုးအခြေအနေမျိုးတွေမှာဖျက်တဲ့နီလန်းလေးပေါ့နော်တချို့မိတ်ဆွေတွေကြတော့ကိုတင်တဲ့ post ကိုဖျက်တော့ဖျက်လိုက်တယ်ဒါပေမဲ့ wall မှာတော့ပျောက်သွားတယ်ဒါပေမဲ့ Facebook ရဲ့ setting မှာတချို့တင်နေရမှာ ကိုပြက်လိုက်တဲ့ပို့ကရှိနေတယ်ဆိုတော့တချို့တော်တော်များများမသိပါဘူးအဒီလိုမျိုးရှိနေမှဆိုရင်ကိုရဲ့အကောက်ကိုစတင်ပိုင်းနားလဲလို့ပါတယောက်ကဝင်စစ်ပြီးတော့ဗောနော်ကိုပြက်လိုက်တဲ့ပို့ကိုမြင်သွားတယ်ဆိုရင်အဆင်မပြေပါဘူးโอเคဒီလိုမျိုးမပြည့်အောင်ကျွန်တော်ဒီနေ့အပီးဖြတ်တဲ့နီလန်းလေးဗောနော် sharing လုပ်ပေးမယ်နောက်တစ်ချက်ကရောကျွန်တော်တို့ဖြတ်လိုက်ရင်အကိုကတော့ဒီနေ့တော့စိတ်ဆိုးပြီးတော့ဖြတ်လိုက်တယ်ဖြတ်လိုက်တဲ့ပို့ကိုဗောနော်တကယ်လို့ပြန်ယူလို့ရလာဗောနော် Facebook မှာလည်းကျွန်တော်တို့ဖြတ်လိုက်တဲ့ပို့တစ်ခုကိုဒါပြန်ယူလို့ရပါတယ်ရက်30မကျော်ခင်ဗောနော်ကိုပြလိုက်တဲ့ပို့ကိုစိတ်စိတ်ဆိုးဒေါသထွက်ပြီးတော့ဗောနော် ပြန်ပြီးရပါတယ်။ Okay ပြန်ယူတဲ့နီလန်းလေးပါပေါ့နော်။ဒီနီလန်းနဲ့ချက်ကိုကျွန်တော် sharing လုပ်ပေးခြင်းနဲ့ဒီနီလန်းနဲ့ချက်ကတော့ Facebook အသုံးပြုသူတိုင်းလုံးဝတိထားတဲ့အချက်ကလေးဖြစ်ပါတယ်။ Okay ဒါဆိုရင်ကျွန်တော်ဖြတ်တဲ့နီလန်းလေးကိုမျှဝေပေးမယ်။ဒါဆိုရင်ကျွန်တော်ရဲ့မရှိကကိုယ့်ရဲ့ Facebook account ထဲကိုဝင်လိုက်။ဒါဆိုရင်ကျွန်တော်နမူနာအနေနဲ့အဲတပုတ်ဖြတ်ပြမယ်ပေါ့နော်။ဒါဆိုရင်ကိုယ့်ရဲ့ profile လေးကိုတစ်ချက်နဲ့ဒီထဲမှာကျွန်တော်ရဲ့မရှိကဘယ်ပို့ကိုဖြတ်ချင်တာလဲပေါ့နော်။ကိုဖြတ်ချင်တဲ့ပို့ဥပမာဒီပို့ကိုကျွန်တော်ကဖြတ်ချင်တယ်။ Okay ဖြတ်ချင်တဲ့ဆိုရင်ဒီအဆက်ကလေး၃ဆက်ကိုနှိပ်လိုက်။ ှိမ့်လိုက်ပြီးတော့ဒီထဲကဒီမှာ move to track တို့တချို့ကြတော့ဒီလိုမျိုး ဖြတ်တယ်ပေါ့နော်ဒီ move to track ကဖြတ်မယ်ဆိုရင်ကျွန်တော်ရဲ့မစ်ရှင်စာကလေးကိုတစ်ချက်ရေးမှာ30ဒေးလို့သူရေးထားရှိတယ်နော်ကျွန်တော်ရဲ့မစ်ရှင်ကဒီပို့ကိုဒီနေရာက ဖြတ်မယ်ဆိုရင် ဖြတ်တော့ဖြတ်လိုက်တယ်ဒါပေမဲ့ရက်30နေမှဒီပို့က auto ပြတ်တာပေါ့နော်ကျွန်တော်တို့ရဲ့ Facebook ရဲ့ statement တချို့ကဒါသွားပြီးတော့သူကရောက်နေတယ်အဲ့ဒီလို statement နားလည်တဲ့လူတွေကအဲမိတ်ဆွေကဖြတ်ထားပြီးမဲ့လဲဝင်စစ်တဲ့ခါမျိုးဆိုရင်ဒီနေရာက လာတွေ့တယ်ပေါ့နော်ဒါဆိုရင်ကျွန်တော်နှစ်ခုကျွန်တော်ဖြတ်ပြမယ်ဒီနေရာကကျွန်တော်ချက်ဖြတ်ပြမယ်နော်ဒါဆိုရင် mood to set ဒီမှာ30ပေါ့နော်ဒါဆိုရင်အဲ့ဒီကိုဖြတ်မဲ့ပွဲရဲ့ဒီအဆက်ကလေး30ကိုအချက်နှိပ်မယ်အဲနှိပ်ပြီးရင်အဲ့ဒီမှာ mood to set ပေါ့နော် mood to set ကိုနှိပ်မယ်ဒါနှိပ်လိုက်မယ်နှိပ်လိုက်ပြီဆိုရင်အဲဒါဆိုရင်ဒီနေရာကဒါကျွန်တော်တို့ရဲ့အကောက်ထဲကပျောက်သွားပြီနော်တချို့ကျတော့ဒီတိုင်းဖြတ်လိုက်တယ်ဖြတ်လိုက်ပြီးတော့ဒီအကောက်ဒီပို့ကလုံးဝပြတ်သွားပြီလို့ထင်တာပေါ့နော်ဒါကတော့ဒီဒီနည်းနဲ့ဖြတ်တာကတော့လုံးဝမပြတ်ဘူးရက်30နေမှပြတ်တယ် ီပို့ကကျွန်တော်ရဲ့မစ္စကကိုယ့်ရဲ့စိတ်ထဲကဒါစိတ်ဆူဖြစ်လိုက်တဲ့ပို့တစ်ခုပေါ့နော်ဥပမာအနေနဲ့ကျွန်တော်ရဲ့မစ္စကပြန်လို့ချင်းနေဆိုရင်လည်းပြန်ငွေရတယ်ပေါ့နော်ဒါကနီးတနီးပေါ့နော်ကျွန်တော်ပြီးမှပြန်ပြမယ်ဒါဆိုရင်ကျွန်တော်ရဲ့အကောက်ထဲမှာပဲနောက်တစ်ခုကျွန်တော်ထပ်ဖြတ်အောင်မယ်ဗျာအခုနကလို့ဒီပို့ကိုကျွန်တော်ဖြတ်ချင်တယ်ပေါ့နော်ဒီပို့ဖြတ်ချင်တယ်ဆိုရင်တော့ဒီအဆက်ကတော့မဖြတ်နဲ့ဒီဆက်ကဖြတ်တဲ့ပို့မှန်တဲ့မြားကရက်30နေရင်ရက်30နေမှဒါပြတ်တာပေါ့နော်ရက်30အတွင်းကိုပြန်လို့ချင်းနေဆိုရင်လည်းပြန်လို့ရတယ်ဒါကတော့ မိတ်ဆွေပို့တစ်ခုကိုဖြတ်မယ်ဆိုတဲ့သေသေးချာချာလေးရွေးချယ်ပြီးတော့ဖြတ်ပေါ့နော်အဒီအဆက်ကလေးနှိပ်ပြီးတော့ဖြတ်မယ်ဆိုရင်ရက်30အတွင်းမှာရက်30ကြော်မှပြက်မှာနော်ရက်30အတွင်းမိတ်ဆွေကဖြတ်လိုက်ပြီးတော့ပြန်လို့ချင်းနေဆိုရင်လည်းပြင်လို့ရတယ်ပေါ့နော်โอเคအဲ့ဒီအဆက်ကလေးကဒီသဘောတရားပေါ့နော်ဒါမှမဟုတ်လို့ကျွန်တော်ရဲ့မိတ်ဆွေကဒီပို့တာကျွန်တော်ကအပီးဖြတ်ရတော့မှာပေါ့နော်โอเคအပီးဖြတ်မယ်ဆိုရင်အဲ့ဒီဖြတ်ချင်တဲ့ပို့တစ်ခုပေါ့အဲ့လိုနှိပ်လိုက်ဒါကဖြတ်မဲ့ပို့နှိပ်လိုက်တာနှိပ်လိုက်ရင်ဒီဘက်မှာအဆက်လေး30သူကတစ်ချက်ထပ်ပေါ့လေဒါကြတော့ ဖျက်မဲ့ပို့နှိပ်လိုက်တယ်နော်အနှိပ်လိုက်ပြီးတော့အဆက်ကလေး30ပေါ်လာတယ်ဒါဆိုရင်အဲ့ဒီအဆက်ကလေး30ကိုကျွန်တော်ရွေးမချက်ကတစ်ချက်နှိပ်နှိပ်လိုက်ပြီးတော့အဒီမှာပေါ့နော်အဲသူကြတော့အဲဒလိပူတိုဆိုပြီးတော့အမိုက်ပုံးနဲ့ပေါ်လာတယ်ပေါ့နော်ဒီနေရာကဖျက်မှာဒီပို့ကပြက်တာပေါ့နော်တချို့ကြတော့အရှိမပြားခဲ့သလိုပဲအဆက်ကလေး30ကိုနှိပ်ပြီးတော့ဖျက်တယ်ဆိုရင်ရက်30နေမှာပြက်တယ်အဲ့ဒီလိုမျိုးပြလိုက်တဲ့ပို့ကကိုယ့်ရဲ့စိတ်ကြည်သွားလို့ပြန်လို့ချင်တဲ့ဆိုရက်30အတွင်းပြန်လို့ရတယ်ဒီနည်းနဲ့ပြတ်မယ်ဆိုရင်တော့ဒါပြန်လို့မရဘူးပေါ့နော် တစ်ခါလည်းပြတ်တယ်ပေါ့နော်ဒါကတော့ပြတ်တဲ့နည်းလည်းနှစ်ချက်ပေါ့နော်โอเคဒါဆိုရင်ကျွန်တော်ရဲ့မစ်ဆေကဥမာဒီပို့တစ်ခုကိုဒါကျွန်တော်ရဲ့မစ်ဆေကအပီးပြတ်ခြင်းနဲ့ဆိုရင်တော့နှိပ်ပြီးတော့ပြတ်ယာယီပေါ့နော်ယာယီရက်30အတွင်းမှာပြတ်ဆိုရင်တော့အဲပို့လိုက်ရှားရှားပြီးတော့ဒီအဆက်ကလေး30ကနေပြီးတော့အဲဒီနေရာကမုတူထက်ပေါ့နော်အဲဒါနဲ့ဖြတ်မုတူထက်လည်းရတယ်အချီလည်းရဒီနှစ်ကြောင်းကကြိုက်ထန်နေရတယ်ပေါ့နော်အတူတူပဲပြတ်တာကโอเคဒါဆိုရင်ကျွန်တော်အရှိမမုတူထန်တဲ့တစ်ခုဖြတ်ပြပြီးွားပြီအဲဒါကိုကျွန်တော်အပီးပြတ်မယ်ပေါ့နော်ဒီပို့အပီးပြတ်မယ်ဆိုရင်နှိပ်လိုက် နှိပ်လိုက်ပြီးရင်ဒီမှာအဆက်ကလေးကပေါ်လာတယ်အဲ့ဒီမင်းအဆက်ကလေး C နဲ့၃ချောင်းပေါ့နော်အဆက်ကလေး၃ခုနှိပ်နှိပ်ပြီးတော့ဒါဆိုရင်ဒီ delete button ကိုနှိပ်လိုက်တာ ਨੇ အဲဒီတိုင်းပေါ်လာမယ် plan ဒီဘက်က delete ပေါ့နော်ဒါဆိုရင်တော့ဒီ book ကလုံးဝပျောက်သွားတယ်လုံးဝကိုမရှိတော့ဘူးနော်ခဏလေးဆောက်ဒါ Facebook error ကြောင့်ပေါ့နော် okay ဒီမှာပြတ်သွားပြီဒီလိုမျိုးဖြတ်တဲ့ book ကလုံးဝအဲကိုယ့်ရဲ့ Facebook ဝေါ်မှာလည်းမရှိတော့ Facebook Facebook ပေါ်မှာမရှိတော့ဘူးနော်ဒါကအပြီးဖြတ်တဲ့နည်းပေါ့နော် okay ဒါဆိုရင်အရှိမကျွန်တော်မူတူ trend နဲ့ဖြတ်ခဲ့တဲ့ပို့လေးကိုဒါကျွန်တော်သွားပြန်ယူပြမယ် ဘယ်လိုမျိုးယူမလဲပေါ့နော်ဒါဥပမာကျွန်တော်ရမယ်ဆိုတော့နောက်တစ်ခုကျွန်တော်ထပ်ပြလိုက်မယ်ဗျာဥပမာဒီပို့တစ်ခုကိုကျွန်တော်ဒါကျွန်တော်ကစိတ်ဆိုးပြီးတော့ခဏဖြတ်ထားချင်တာပဲဖြစ်ဖြစ်ဖျောက်ထားချင်တာပဲပေါ့နော်ဒါဆိုရင်အဲ့ဒီအဆက်ကလေး၃ဆက်ကိုနှိမ့်မယ်နှိမ့်ပြီးတော့မူတူထက်လျရတဲ့အချီလျရဒီနှစ်ကြောင်းကကြိုက်ထန်နေရတာဆိုရင်ကျွန်တော်အပေါ်ကအောက်ကပဲလုပ်ပေါ့နော်အတူတူတန်နေရတဲ့သွားနေရအောင်โอเคဒါဆိုရင်မူကိုတစ်ချက်နှိမ့်မယ်အဲ့ဒါဆိုရင်ပြတ်သွားပြီပေါ့နော်ကိုရဲကောက်တဲ့ကတော့ပြတ်သွားပြီဒါပေမဲ့သူကမပြတ်သေးဘူးရက်၃၀နေမှပြတ်တာပေါ့နော်ဒါတွေကိုကျွန်တော်ရမယ်ဆိုတာဘယ်နေရာကသွားကြည့်ရမလဲ အဲတကယ်လို့စိတ်ဆိုးပြေသွားတဲ့အတွက်ဘယ်လိုမျိုးပြန်ပြီးတော့ယူရမလဲပေါ့နော်အနီးနားလေးကိုထပ်ပြပေးမယ်။ Okay ဒါဆိုတော့ Facebook account ထဲကိုဝင်ဝင်ပြီးရင်ဒီမှာမြင်းချောင်းလေး၃ချောင်းရှိတယ်။အဲ့ဒီနေရာလေးကိုတစ်ချက်နှိပ်နှိပ်ပြီးသွားပြီဆိုရင်ဒီမှာ setting လေးကိုတစ်ချက်နှိပ် Okay ဒီနေရာမှာနည်းနည်းလေးဆွတ်တင်လိုက်နည်းနည်းလေးဆွတ်တင်လိုက်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 ပြီးတော့အဲဒီမှာ activity log ဆိုတာရှိတယ်နော်။အဲဒီမှာကျွန်တော်များထောက်ထားတဲ့နေရာလေးကိုတစ်ချက်နှိပ် Okay ဒီမှာကျွန်တော်တို့ရှေ့မှာဖြတ်ခဲ့သလိုပေါ့နော်။ အဲထရန်နဲ့ဖြတ်တာမဟုတ်ဒီနှစ်ခုမှာ तू ကလာရောက်နေတာပေါ့နော်ကျွန်တော်ရဲ့မိတ်ဆွေကထရန်နဲ့ဖြတ်ခဲ့တာဆိုရင်ဒီမှာမူးနဲ့ဖြတ်ခဲ့ဒီမှာပေါ့နော်အဒီနှစ်ကြောင်းထဲမှာရှိနေတယ်ဗျာအဲကျွန်တော်ရဲ့မိတ်ဆွေတစ်ချက်ဝင်ရှာလိုက်ဒါမှမဟုတ်ဒီဘက်လေးကိုအမိုက်ပုံးလေးကိုတစ်ချက်နှိပ်ကြည့်လိုက်အဲဒီထဲမှာရှိနေတာလားပေါ့နော်โอเคဒါဆိုရင်ဒီမှာနှစ်ခုရှိတယ်ပေါ့နော်အဲတချို့ကျတော့အပေါ်ကြောင်းနဲ့ဖြတ်ခဲ့လို့ဆိုရင်ဒီဘက်ကထရန်ထဲမှာရှိတယ်ပေါ့နော်ဒါကတော့အခုဖြတ်ခဲ့တဲ့နှစ်ခုပေါ်မှာမူတည်ပြီးတော့ပေါ့နော်ဒီနေရာမှာမရှိဘူးအဲ့ကျွန်တော်ရဲ့မိတ်ဆွေကအဲ့ဒီနေရာလေးမှာပေါ့နော်အဒီ thread ဆိုတဲ့နေရာလေးမှာရှိတယ်။ Okay ဒါဆိုရင်ဒီနှစ်ခုကအဲ့ဒီမှာပေါ့နော် အကျွန်တော်ရမယ်ဒီမှာသူလည်းရေးထားတာပဲเนาะနောက်ထပ်26ရက်နေမှာဒီပို့ကပြတ်မယ်ပေါ့เนาะโอเคဒါမှမဟုတ်လို့ကျွန်တော်ရမယ်ချက်ကဒီထက်မှတခါလဲကျွန်တော်ကဒီပို့ကိုလည်းဒီနေ့မှမထားကျင်တော့ဘူးဗျာအရေးကြောင်ကြောင်ဖျက်ရတော့မယ်ဆိုရင်လည်းဖျက်ဖျက်လို့ရတယ်ဖျက်မယ်ဆိုရင်လည်းကျွန်တော်ရမယ်ချက်ကအဲ့ဒီအဆက်ကလေးကိုဒီဘက်ပြေးအဆက်ကလေးကိုနှိမ့်လိုက်အများကြီးဆိုလဲဒီဘက်ကဆက်လက်မှတ်ပေါ့เนาะဆက်လက်အော်ဆိုတာမှတ်ပေါ့เนาะအဲတခုချင်းဖျက်ချင်တယ်ဆိုတဲ့ဒီမှာပေါ့เนาะသူကအကုန်လုံးဒီတက်ကမှဒီမှဒီအဆက်ကလေးကိုနှိမ့်ပြန်လို့ချင်တယ်ဆိုရင်တော့ restore ပေါ့เนาะကျွန်တော်ရင်ဖျက်ပြလိုက်အောင်မယ်တခုပေါ့เนาะ အဒီထက်ကနေ delete ကိုနှိပ်နှိပ်ပြီးတော့ဒီမှာ delete ပေါ့နော်ဒါဆိုရင်တော့ Facebook ပေါ်ကလုံးဝပြတ်သွားပြီပေါ့နော်ဟာဒါကတော့အဲကျွန်တော်တို့ယာယီဖြတ်ထားပြီးတော့အပိလိုက်ဖြတ်ချင်တယ်ဆိုရင်ဒီနေ့တန်းဖြတ်တကယ်လို့ကျွန်တော်ရမစကဒီပို့ကိုကျွန်တော်ကပြန်လိုချင်တာဗျာကျွန်တော်ဟိုးပေါ့နော်စိတ်ဆိုးပြီးဖြတ်လိုက်တာဖြစ်တဲ့အတွက်အဲသူ့နေရာသူပြန်ထားချင်တယ်ပေါ့နော်ဟာပြန်ထားချင်တယ်ဆိုတော့ထားလို့ရတယ်ထားမယ်ဆိုရင်အများကြီးဆိုရင်တော့ဒီမှာ select ပေးလဲပေါ့နော်အလိုလိုမျိုးလေးတွေအများကြီးဆိုရင်လိုက်ပြီးတော့ချစ်ပေါ့နော်ကျွန်တော်မှာတော့တစ်ခုတည်းရှိတဲ့အတွက်အဲဒီလိုဘောတရားပေါ့နော် မိတ်ဆွေကအများကြီးဆိုတော့အပေါ်ကဆက်လက်ဩဆိုတာကိုနှိပ်ပြီးတော့လဲလှုပ်လို့ရတယ်ကျွန်တော်မှာတော့တခုတည်းရှိတဲ့အတွက်ပြဿနာမရှိဘူးပေါ့နော်โอเคဒါဆိုရင်ဒီဥစ္စာကိုကျွန်တော်ကစိတ်ဆိုးကြီးဖြစ်လာတဲ့ပို့တစ်ခုဖြစ်နေတယ်အဲ20ရက်30ကျော်သွားရင်တော့မရအောင်နော်သူကဒီမှာ29ရက်ကျန်သေးတယ်ဒါဆိုရင်ကျွန်တော်မိတ်ဆွေကပြန်လို့ချင်တယ်ကိုရောဟောပြန်ထားချင်တယ်ပေါ့နော်ဟောပြန်ထားချင်တယ်ဆိုရင်လည်းအဲ့ဒီအဆက်ကလေးကိုပဲနှိပ်ဒါကတော့ကျွန်တော်မှာတခုတည်းဖြစ်နေတော့မိတ်ဆွေအများကြီးဆိုရင်လဲဆက်လက်မှတ်ပြီးတော့အကုန်လုံးနှိပ်လိုက်တစ်ချက်တည်းတူတူပေါ့နော်ဒါဆိုရင်အောက်မှာဒီမှာမြှောက်ကောက်လေးကဒီဘက်ကသွားနေ restore profile ဆိုတာရှိတယ်နော်အဲ့ဒီမှာ အဲကျွန်တော်များထောက်ထားတဲ့နေရာလေးပေါ့နော်အဲဒီများထောက်ထားတဲ့နေရာလေးကိုတစ်ချက်နှိပ်နှိပ် ပြီးဒီလိုမျိုးပေါ်လာမယ်ဒီဘက်က restore ပေါ့နော်အဲကျွန်တော်များထောက်ထားတဲ့နေရာလေးကိုတစ်ချက်နှိပ်နှိပ်လိုက်ရင်အဲသူကဒီလိုမျိုးလုပ်ပြီးတော့ဒါဆိုရင်ကျွန်တော်ရဲ့ Facebook လို့ရောက်တာဒါသူကမပြတ်ဘူးကိုကလောရောက်ချက်ပြီးတော့ဖြတ်ထားတဲ့ post တစ်ခုဖြစ်နေတာပြန်ယူလိုက်တာပေါ့နော် Okay ဒါဆိုရင်သဘောပေါက်မယ်နော်ဒါဆိုရင်ဒီ post ကတကယ်ပဲကျွန်တော်ရဲ့ wall ထဲကိုပြန်ရောက်သွားလာပေါ့နော်အဲတစ်ချက်တော့ပြန်ကြည့်မယ်အဲ Facebook တွေကိုပြန်ဝင်မယ်ဒီ post ကတကယ်ပဲရောက်လာလာပေါ့နော် Okay ဒါဆိုရင်ဒီဘက် profile နေရာလေးကိုတစ်ချက်နှိပ်မယ် အဲနှိပ်ပြီးတော့နည်းနည်းဆွဲတင်လိုက်โอเคဒီမှာဒါဆိုရင်သူ့နေရာကိုအဲဒါသူ့ပြန်ရောက်လာပြီပေါ့နော်ဒါကတော့စိတ်ဆူဒေါသထွက်ပြီးတော့ဖြတ်လိုက်တဲ့ပိုးတစ်ခုကိုဒါပြန်ယူတဲ့နီလန်လေးပေါ့နော်အတင်းတန်းလေးဖြတ်ပါကျွန်တော်ရဲ့မိတ်ဆွေကအဲပိုးတစ်ခုကိုယာယီဖြောက်ချင်တယ်ပေါ့နော်ဖြတ်ချင်တယ်ဆိုရင်အဲ့ဒီအဆက်ကလေးကိုနှိပ်အနှိပ်ပြီးတော့ဒီမှာမူတူထက်လဲရှိတဲ့ထက်လဲရှိဒီနဲ့ခုနဲ့ပေါ့နော်ကြိုက်တာနဲ့ဖြတ်လို့ရဒါကတော့ယာယီဖြတ်တာပေါ့နော်အပီကိုဖြတ်ချင်တယ်ဆိုရင်တော့အဲ့ဒီလိုမျိုးနှိပ်လိုက်နှိပ်လိုက်ပြီးဒီမှာအဆက်ကလေးပေါ်လာမယ်အဆက်ကလေးကိုနှိပ်ပြီးတော့ အဲတလီကိုနှိပ်လိုက်မယ်ဆိုရင်တော့ဒါကတော့အပီးပြတ်သွားတာပေါ့နော်အဲဒီနီးတန်းလေးဖြတ်ပြီးတော့ဒီနီးတန်းလေးပြင်လို့ရပါတယ်ဟုတ်ကဲ့ပါအဲဒီပြိုလေးကတော့ဒီလောက်ပါ